သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်းနေမှာဒီကနေ့အော်တိုဘာလ12ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါရခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြင်ဦးလွင်ရှစ်ထက်ရေတကွန်တောင်မှပြုတ်ကျတိုက်ဆုံခဲ့တဲ့ American နိုင်ငံသူရဲ့အယိုးပြကို American တို့ပြန်လည်တည်ဆောင်တိုက်ဆုံသူမှာ Michigan ပြည်နယ်မှာ Anastasia Anna Tishas ဖြစ်ပြီး မြန်မာနိုင်ငံမှာမတန်ဆွမ်းများအတွက်ဆီယမအဖြစ်အလုလုနေသူဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းပြည်ဦးလွင်မြို့နယ်ရှစ်ထက် ရေတကွန်တောင်မှာရေကစားရင်းပြုတ်ကျတေဆုံးသွားခဲ့တဲ့အမေရိကန်နိုင်ငံသူရဲ့အယိုးပြကိုမိသားစုဝင်တွေကအမေရိကန်နိုင်ငံကိုပြန်လည်တည်ယူခဲ့ပြီဖြစ်ကြောင်းမီချီဂန်ပြည်နယ်သတင်းများအရသိရှိရပါတယ်။စက်တင်ဘာလ29ရက်နေ့မွန်လယ်3:30မိနစ်အချိန်မှာပြည်ဦးလွင်မြို့နယ်ဇီးပင်ကျေးရွာအုပ်စုအုံနေရှိအရှိကျေးရွာမှာရှိတဲ့ ရှစ်တက်ရေတကွန်တောင်ကိုလူ၁၄ယောက်သွားကစားခဲ့ရမှာငါးဦးကသုံးတက်ရေတကွန်ကို ပြုတ်ကျခဲ့ပြီးလေးဦးသေဆုံးခဲ့ကြောင်းသေဆုံးသူများမှာအမေရိကန်နိုင်ငံသူအသက်28နှစ်အရွယ်အနက်စတစီယာအန်နာတီယာဆိုသူပါဝင်သွားကြောင်း၎င်းဟာမီချီဂန်ပြည်နယ်မှာ ဖြစ်ပြီးအော်တိုဘန်လ9ရက်နေ့မှာသူမရဲ့အယိုးပြာကိုသူမနေထိုင်ရာမီချီဂန်ပြည်နယ်ကိုမိသားစုဝင်များကသေဆုံးသွားကြောင်းသိရှိရပါတယ်အမေရိကန်နိုင်ငံသူအမျိုးသမီးမှာ ပြင်းလွင်ရှစ်ထက်ရေတကောမှာအခြားသူများကိုကေတင်ရင်ကျိုးပတ်စဉ်တည်ဆုံသွားခဲ့ကြောင်းသူမဟာစေစုနှစ်တစ်ခုကိုမြန်မာနိုင်ငံနဲ့အာရှနိုင်ငံများမှာနေထိုင်ရင်းအကြအာယုံမတန်ဆွမ်းနားမကြားသူများအတွက် sign language ကိုသင်ကြားပေးနေသူဖြစ်ကြောင်းမွေးခြင်း၅ဦးမှာအငယ်ဆုံးဖြစ်ပြီးအကူ၄ဦးရှိကြောင်းသိရှိရပါတယ်။ Dishas မှာမြန်မာနိုင်ငံမော်လမြိုင်မြို့မှာအင်္ဂလိပ်စာ online နဲ့မူလတိုင်းကျောင်းသင်တဲ့ဆရာမအဖြစ်သင်ကြားပို့ချခဲ့ကြောင်းတည်ဆုံချိန်မှာအလောင်းကိုတကြိုလိုက်ပြီး အယိုးပြားရီကိုတော့မြန်မာနိုင်ငံမှာနေထိုင်တဲ့အကိုဖြစ်သူကအမေရိကန်နိုင်ငံကိုပြန်လည်တည်ဆောင်သွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဒေါ်ကျူကျူလပုံရိပ်ကြဆင်းစီတယ်လို့ဆိုကတိုင်ကြားခံရတဲ့တမီးစိုးဖန်စီခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်းဆောင်မင်းအောင်လှရဲ့ဇနီးဒေါ်ကျူကျူလနဲ့စစ်အရာရှိများရဲ့ပုံရိပ်ကြဆင်းစီတယ်လို့ဆိုကတိုင်ကြားခံရတဲ့တမီးစိုးခေါ်ရွှေတက်အကောင့်ပန်းရှင်ကိုဒီကနေ့မနက်ပိုင်းမှာစင်ကာပူကိုမထွက်ခွာမီ ရန်ကုန်လေစိတ်မှာဖမ်းဆီးလက်ကြောင်းစစ်ကောင်မရှင်တရင်များရေးသားပေါ်ပြနေတဲ့ Telegram channel တွေကနေတဆင့်သိရှိရပါတယ်။အဆိုပါအမျိုးသမီးဟာပြီးခဲ့တဲ့ August လအတွင်းမြန်မာနိုင်ငံကိုပြန်ရောက်လာခြင်းဖြစ်က online မှာလူသိများတဲ့အမျိုးသမီးတဦးနဲ့လူမှုရေးပြဿနာတက်ခဲ့ပြီးနောက်လူမှုကွန်ရက်ပေါ်မှာ၎င်းတို့နှစ်ဦးရဲ့အပြန်အလှန်ပြောဆိုမှုများကိုစိတ်ဝင်စားသူလည်းများပြားခဲ့ပါတယ်။အဲဒီနောက်သမီးစုကိုမန္တလေးတိုင်းပြင်းလွင်မြို့ရဲစခန်းမှာဆက်သွယ်ရေးပုံမှန်66ကကြီးနဲ့အမှုဖွင့်ထားကြောင်းသိရှိရပါတယ်။သမီးစုကို ော်တိုဘန်လ9ရက်နေ့ရက်စွဲနဲ့ဒေါ်အီတင်ကိုဆိုတဲ့အမျိုးသမီးကအေးအေးယူပေးရန်တိုင်ကြားစွာတစောင်းလင်းဒီကနေ့လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာခဲ့ပြီးရင်းစာအကြောင်းအရာမှာတက်မတော်အကြီးကဲဖြစ်တဲ့အမေကျူကျူလအပါအဝင်တက်မတော်အရာရှိများရဲ့ပုံရိပ်ကြဆင်းစေရန်နဲ့အကျန်းဖတ်အပီပို့စ်များကိုတက်ကိုကိုခေါ်ရွှေတက်အမည်ရှိတဲ့ Facebook အကောင့်မှာလွှင့်၍၎င်းစာများနဲ့ရေးသားပြောဆိုခဲ့တဲ့အတွက်တိရောက်စွာအေးအေးယူပေးရန်လို့ဆိုထားသလို့ တိုင်ကြားသူနေရာမှာဒေါ်အီတင်ကိုလို့ဖော်ပြထားပါတယ်။အဲ့ဒီတိုင်စာမှာသမီးစိုးရေးသားခဲ့တဲ့အခုခေတ်ကစစ်တပ်မတော်ကခွေးပြေးဝက်ပြေးပြင်းနေရသည်ဆိုတဲ့စာသားများနဲ့အတူဒေါ်ကျူကျူလအခမ်းအနားတက်အဝစ်စားနဲ့အိမ်များအပေါ်ဝေဖန်ရေးသားထားတဲ့စာများလည်းထည့်သွင်းဖော်ပြထားပါတယ်။လက်ရှိသမီးစိုးဖမ်းဆီးခံရတဲ့တရင်ကိုတော့စစ်ကော်မရှင်ကထုတ်ပြန်ထားခြင်းမရှိသေးသလိုမိသည့်နေရာမှာထိန်းသိမ်းထားသည်ကိုလည်းမသိရှိရသေးပါဘူးခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကတော့ ပြည်သူတွေကဘွိုင်းကော့လှုပ်ထားလို့ပွဲငါးနဲ့ရုပ်ရှင်ရိုက်ဖို့ဘယ်သူမှမခေါ်ကြတဲ့အတွက်ထိုင်ဆောင်နေရတယ်ဆိုတဲ့လူရှင်တော်ဒိန်းတောင်ညီတော်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ပွဲငါးနဲ့ရုပ်ရှင်ကရိုက်ဖို့ခေါ်တာတွေမရှိတော့လို့ထိုင်ဆောင်နေရကြောင်းပြည်သူတွေကတပိတ်မှောက်ထားတဲ့ဘွိုင်းကော့လှုပ်ထားတဲ့စစ်တပ်ထောက်ခံသူဟာတာလူရှင်တော်ဒိန်းတောင်ကဆိုပါတယ်။အာနာသိန်းကာလာတလျှောက်လုံးစစ်ကောင်စီကိုထောက်ခံခဲ့ပြီးစစ်ကောင်စီရဲ့ပွဲလန့်တပင်းတွေဝါရဖြန့်ဖျော်ပြပွဲတော်တွေမှာလုတ်ကင်ပေးခဲ့တဲ့ဟာတာလူရှင်တော်ဒိန်းတောင်ဟာ ွဲငါရောရုပ်ရှင်ဇက်ကရိုက်ကူးမှုတွေပါခေါ်ယူတာတွေမရှိတော့လို့စောင့်မျှော်နေရကြောင်း NSS YouTube channel မှာဖြည့်ဆို့ထားတာတွေ့ရှိရပါတယ်။ပွဲငါတွေနေသွားတယ်ဇက်ကားတွေလည်းမရရဘူး။ယင်းတွေကခန်းစားချက်လေးပေါ့။တချို့တွေဒိန်းထောင်ပါတဲ့ရုပ်ရှင်ကားကိုယုံတင်တဲ့အခါလူလာမကြည့်ရင်မင်းတာဝန်ယူမလားဆိုတဲ့ producer director တွေလည်းရှိတယ်။နံပါတ်1မြေရချင်းအကြောင်းရင်းပေါ်လို့ဒိန်းတော်ကဆိုပါတယ်ရခင်ကစစ်ကောင်စီရဲ့တိုင်းယုံတွေဌာနဆိုင်ရာတွေမှာ2023ခုနှစ်လောက်အထိဖျော်ဖြေခဲ့ရပေမဲ့ 2024ခုနှစ်ကစပြီးဒီကနေ့ထိငားရန်တာတွေမရှိတော့ဘူးလို့ဒိန်းတောင်ကညှိတော့ပါတယ်။မြောက်ရီရုံမြင့်တန်ကြားမှာတစ်နှစ်တစ်ကြိမ်လောက်သာရက်ရပြီးမြမရုံမြင့်တန်ကြားမှာတော့တစ်ကြိမ်ပဲရက်ရသေးတယ်လို့လည်းသူကဆက်ပြောပါတယ်။တစ်ဖက်ကမငားရင်တစ်ဖက်ကတော့ငားတင်တယ်လေသိတယ်မလား။နှစ်ဖက်တည်းရှိတာကိုအဲ့ဒီတော့ဟိုဘက်ကလည်းမငားဘူးဒီဘက်ကလည်းမငားဘူးဟိုဘက်မှလည်းမရက်ရဘူးဒီဘက်မှလည်းမရက်ရဘူးကြားရက်ကငုတ်တုတ်မိတာပေါ့လို့ဒိန်းတောင်ကဆိုပါတယ်။ဒါကြောင့်ပွင့်ငားနဲ့ရုပ်ရှင်ရိုက်ဖို့ခေါ်တာကိုစောင့်နေရပြီး စစ်ကောင်စီအနေနဲ့လည်းအရင်ကလိုတိုင်းပွဲတွေဌာနဆိုင်ရာပွဲတွေမှာခေါ်ပေးဖို့ဆိုပြီးဒိန်းတောင်ကတောင်းဆိုထားပါတယ်စစ်တပ်ကရွေးကောက်ခံအယက်သားအစိုးရကိုလက်နက်အားကိုနဲ့ဖြုတ်ချပြီးအနာသိမ့်လိုက်တာကိုစန့်ကျင်ခဲ့တဲ့ပြည်သူတွေကစစ်တပ်ကိုထောက်ခံတဲ့စစ်တပ်နဲ့နှိစက်တဲ့ပုတ်ကိုအဖွဲ့အစည်းတွေကိုတပိတ်မှောက်တာလူမှုရေးပြစ်ဒဏ်ခတ်တာတွေကိုလုပ်ခဲ့ကြပါတယ်ပြည်သူတွေရဲ့တပိတ်မှောက်တာလူမှုရေးပြစ်ဒဏ်ခတ်တဲ့အထင်းမှာအမှုပညာရှင်တွေလည်းပါဝင်ပါတယ်စစ်တပ်အနာသိမ့်ကာလကြာရှည်လာတဲ့အခါမှာ ပြည်သူတွေရဲ့တပိတ်မောက်တာလူမှုရေးပြစ်ဒဏ်ခတ်တာအရင်ကနဲ့စာရင်ယောနဲ့လာပေမဲ့တပိတ်မောက်တာလူမှုရေးပြစ်ဒဏ်ခတ်တာတွေကတော့ဆက်လက်လှုပ်ဆောင်နေကြဆဲဖြစ်ပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အေယဝရီတိုင်းမြို့နယ်၅ခုမှာ AAPDF ပူးပေါင်းတပ်များနဲ့စစ်တပ်အကြမ်းတိုက်ပွဲများပြင်းထန်နေပြီးစစ်တပ်ဘက်မှတိုက်စုံ ထိခိုက်မှုများပြ၍စစ်ရုံကဒင်းများမလောက်တော့ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အေယဝရီတိုင်းမြို့နယ်၅ခုမှာ EEPDF ပူးပေါင်းတပ်များနဲ့စစ်တပ်အကြတိုက်ပွဲများပြင်းထန်နေပြီးစစ်တပ်ဘက်မှတိုက်စုံထိခိုက်မှုများပြားတဲ့အတွက်စေယုံကရင်များမလောက်တော့ခြင်းနဲ့စေဝါများပြက်လက်ခြင်းများဖြစ်ပေါ်နေကြောင်းတပ်တွင်းသတင်းရှိမြစ်ကပြောဆိုပါတယ်။ EARI တိုင်းမှာရှိတဲ့မြို့နယ်၅ခုမှာဖြစ်ပွားနေတဲ့တိုက်ပွဲများမှာဒဏ်ရာရအကြမ်းဖက်စစ်သားအလုံးကို MLA တပ်မတော်စီးတရင်မဆတ်ရလေးနဲ့စေယုံများမှကုသပေးနေရမှာကရင်မလုံလောက်ခြင်းနဲ့စေဝါမလုံလောက်ခြင်းများဖြစ်ပေါ်နေကြောင်း EARI တိုင်းလေးမျက်နှာမြို့နယ် အင်ကပူမြို့နယ်တာပေါင်းမြို့နယ်ပသိမ်မြို့နယ်နဲ့ရေကြည်မြို့နယ်များမှာ AAPDF မဟာမိတ်တပ်ဖွဲ့များနဲ့အကြမ်းဖက်စစ်တပ်တို့အကြတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။၎င်းတိုက်ပွဲများအတွင်းမှာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့စစ်သားအလုံးကိုပသိမ်မြို့အနောက်တောင်တိုင်းစစ်ထနာကျုပ်အခြေဆိုင်စစ်မြေပြင်စီးတပ်ရင်မဆရလေးကသာပို့ဆောင်နေတဲ့အတွက်ကြောင့်နေ့စဉ်တန်ရရစစ်သားများအစုလိုက်အပြုံလိုက်ရောက်ရှိလာနေကြောင်းသိရှိရပါတယ်။အော်တိုဘားလ၈ရက်နေ့မဆရ၄မှာရှေ့တန်းမှခန္ဓာကိုယ်လက်မောင်းနဲ့ ခြေတော်တို့မှာជីတိမန်ကရောက်ရှိလာတဲ့ဒယန်ရစစ်သားအများစုအစုလိုက်ပြုံးလိုက်ရောက်ရှိလာတဲ့အတွက်စစ်တပ်ရင်မှာဂရင်လုံလောက်ချင်းမရှိတော့တဲ့အတွက်ကြောင့်စစ်ရုံနဲ့စစ်တပ်ရင်ရှေ့မှာရှိတဲ့ကစားကွင်းနဲ့နားနီဆောင်တို့မှာကြောပုတ်အိတ်များနဲ့ကောင်းအောင်ဈေးကဒယန်ရစစ်သားတွေကိုစေကူတတ်မှုများပေးနေရကြောင်းသိရှိရပါတယ်။အလားတူအော်တိုဘားလ9ရက်နေ့နဲ့10ရက်နေ့တို့မှာလည်းမဆန်ရလီစစ်စေးရုံရင်ခွဲရုံမှာရှီတန်းပြန်စစ်သားအလောင်းတွေကိုအစုလိုက်ပြုံးလိုက်အမိန့်စာပြန်နေပြီးပြီ။ ရွှေမြင်တင်မိတကြိုဆက်မှာမိတကြိုနေရကစစ်အုံပစ္စည်းတွေကိုလည်းအစုလိုက်အပြုံလိုက်စွန့်ပစ်ထားကြောင်းသိရှိရပါတယ်။လက်ရှိအချိန်မှာမဆရလေးမှဆေးဝါးလုံလောက်မှုမရှိတော့တဲ့အတွက်ကြောင့်နိုင်ငံရစစ်သားအားလုံးကိုစီကူတမှုပေးနိုင်ခြင်းမရှိတော့ကြောင်းသိရှိရပါတယ်။ AOR တိုင်းထဲမှာစစ်တပ်ကစစ်ကြောင်းထိုးရင်အင်အားအလုံးအရင်းနဲ့ထိုးတာပဲ။ဒါပေမဲ့စစ်မှုတန်တပ်သားတွေအများဆုံးပါဝင်တော့တိုက်ပွဲတိုင်းလိုလိုကိုအထိနာနေတာမဆရလေးမှာတော့ဤတိုင်းကိုတန်ရာရတဲ့စစ်သားတွေက အလုံးအင်းနဲ့ကိုရောက်နေတာတိတ်ဆုံးသူတွေကိုလည်းရွှေမြင့်တင်တချိုဆက်မှာတိတ်တဆိတ်ကိုတချိုနေတာလို့တက်တွင်းသတင်းရှင်မြစ်ကဆိုပါတယ်အေအေရဲ့ထုတ်ပြန်ချက်မှာရခိုင်ပြည်နယ်နဲ့အဆက် ARD တိုင်းတွေမှာလည်းတိုက်ပွဲများပြင်းထန်နေကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စင်ကူးမှာ Starlink တက်ဆင်အသုံးပြမှုအငင်းပွားတဲ့ကိစ္စရဲဘော်တွေရောပြည်သူတွေကိုပါအရေးယူမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြည်သူ့ကာကွယ်တပ်မတော် Mandalay MDY PDF ဦးဆောင်တဲ့ တော်လိုင်းအင်အားစုတွေတင်ပိုက်အုပ်ချုပ်နေတဲ့မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာကြေးရွာမှာဖြစ်ပွားခဲ့တဲ့ Starlink တက်စင်အတုံးပြမှုအငင်းပွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးစိတ်လိုက်မပါပြမှုခဲ့တဲ့တော်လိုင်းရဲဘော်ရေကိုရောစီကံမလိုက်နာတဲ့ပြည်သူကိုပါထိုက်တင့်တဲ့အရေးယူမှုတွေပြုလုပ်မယ်လို့စင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။အော်တိုဘားလ၁၀ရက်နေ့ကစင်ကူးမြို့နယ်လက်ပံလာရွာမှာ Starlink တက်စင်အတုံးပြတဲ့အင်တာအင်ကိုတော်လိုင်းအင်အားစုတွေကတွားရောက်ပြီးတားမြစ်ရာကနှစ်ဖက်အငင်းပွားမှုဖြစ်ပြီး အနည်းငယ်ယုံရင်စံခတ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်မှာပြည်သူအပေါ်ကိုဆက်ဆံရမယ့်ကျင့်ဝတ်နဲ့စီကန်းတွေကိုချိုးပေါက်ပြီးစိတ်လိုက်မှန်ပါပြည့်မှုခဲ့တဲ့တော်လိုင်းရဲဘော်စစ်နက်ဦးကိုတတိပေးအရေးယူမှာဖြစ်ပြီးစီကန်းချိုးပေါက်တဲ့ Starlink အိမ်ပိုင်ရှင်ကိုလည်းထုတ်ပြန်ထားတဲ့စီကန်းအတိုင်းအရေးယူမယ်လို့ဆိုပါတယ်။စင်ကူးမျိုးနဲ့အပါအဝင်တော်လိုင်းတက်တွေတင်ပိုက်ထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုအာနာသိန်းစစ်အုပ်စုကနေ့စဉ်ဘုံကျဲတက်ဖြတ်နေတာလည်းဖြစ်ပါတယ်။ အဲ့ဒီလိုစေအုပ်စုကပြည်သူကိုပါပြစ်မှတ်ထားပြီးဘုံကျက်တက်ပြတ်ရမှာ Starlink Internet တွေကြောင့်လုံခြုံရေးကျိုးပေါက်တယ်လို့ဆိုပြီးတော်လိုင်းအင်အားစုတွေက Starlink အသုံးပြုမှုအပေါ်စီကံတွေချမှတ်ထားတာလို့စင်ကူးနေခင်တွေကပြောပါတယ်ခင်ဗျာနောက်ထပ် တင်ဆက်ပေးမယ့်သတင်းကတော့ Starlink မြို့မှာရေစခန်းနှစ်ရက်စတိုက်လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်း Starlink မြို့ပေါ်မှာရှိတဲ့မြို့မှာရေစခန်းကိုနှစ်ရက်စတိုက်လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာ စစ်တပ်ဘက်မှထိခိုက်မှုရှိနိုင်ကြောင်းပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။အော်တိုဘာလ10ရက်နေ့နဲ့အော်တိုဘာလ17ရက်နေ့တို့မှာစာလင်ကြီးမြို့ပေါ်မှာရှိတဲ့မြို့မရဲစခန်းကို2ရက်ဆက်တိုက်60မမလက်နက်ကြီး43လုံးနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုအရေအတွက်ကိုတော့အတိပြုတ်နိုင်ခြင်းမရှိသေးပဲတော်လိုင်းရဲဘော်များအနေနဲ့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ အဲ့ဒီမှာစစ်ကွေးအင်အားက150ဝန်းကျင်လောက်ရှိတယ်။အော်တိုဘာလ10ရက်နေ့နဲ့အော်တိုဘာလ17ရက်နေ့ကတိုက်ခိုက်ခဲ့တာပါ။နှစ်ရက်ပေါင်း43လုံးနဲ့ပြစ်ခတ်ခဲ့တာပါ။တိုက်စုံမှုထိတော့မဖြစ်တော့ဘူး။ထိခိုက်မှုတော့ဖြစ်နိုင်ပါတယ်။အတိအကကတော့ဟိုတလောကတီကောင်တွေမြို့ရဲကိုကင်းပတ်တာပြည်သူနှုတ်တိုက်စုံခဲ့တာပါ။နောက်ထပ်တီကောင်တွေမြို့ရဲကိုမထွက်ရဲအောင်ချောက်လန့်ပေးတဲ့သဘောပါ။စစ်ကွေးတွေဘက်ကတော့60မမလက်နက်ကြီးတွေနဲ့ရောလက်နက်ငယ်တွေနဲ့ပါပြန်လည်ပြစ်ခတ်ခဲ့ပါတယ်။ စစ်ခွေးတွေဘက်ကထိခိုက်ပျက်စီးတာမျိုးရှိသေးလားဆိုတော့အခုထိတော့ဘာမှမကြားရသေးဘူးကျွန်တော်တို့ရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့မှတာဝန်ရှိသူတဦးကဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့တော်လန်ကြီးပြောက်ကြားတပ်ဖွဲ့စွန်ရဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နောင်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စိုးလိုအောင်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ အေထိုးစစ်ကြောင့်နေရီကန်ပြူဝါမှာစစ်ကော်မရှင်ရဲ့စစ်ရင်တန်းစစ်နှစီအင်အားအပြည့်ရောက်ရှိနေပြီးလေကြောင်းမှချပေးတဲ့ခင်းရံအများစုကိုအေအေတက်များရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်ရကတ်တက်တော့အေအေရဲ့ထိုးစစ်တွေကြောင့်နေရီကန်ပြူဝါစခန်းကိုစစ်ကော်မရှင်တက်များဆုတ်ခွာနေရတဲ့နောက်စစ်ကော်မရှင်ကအင်အားထပ်တိုးပို့ဆောင်ကကာကွယ်ရန်ပြင်ဆင်နေကြောင်းသိရှိရပါတယ်။ယမန်နေ့အော်တိုဘလ၁၇ရက်နေ့မှာမကွေးပမနေ၍အရက်၃ရင်အချုပ်ပါစစ်ရင်တန်းစစ်နှစီအင်အားအပြည့်နဲ့ အမတ်ကိုတုံညာကအမြောက်စကန်ကုတ်ကဲမှုဌာနချုပ်မဆခကိုတုံညာကအတွင်းကိုဝင်ရောက်လာကြောင်းသိရှိရပါတယ်။စစ်ကော်မရှင်ရဲ့အမတ်စက်ကွန်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စကခစက်ခွန်ရဲ့လက်အောက်ခံတရင်တွေကိုအင်အားဖြည့်ကူရန်ရောက်ရှိလာတဲ့အဆိုပါရင်တန်းမှာစစ်မှုတန်းတင်နန်းစင်အမတ်15မှာတင်နန်းစင်များအများဆုံးပါဝင်ကြောင်းသတင်းရင်းမြစ်ထံကနေသိရှိရပါတယ်။လေရင်ကတော့တအားကျဲနေတယ်။မဆခတဲကိုအင်အားအပြည့်ပါတဲ့ကားတွေစက်တိုက်ဝင်နေတယ်။နေရီကန်နားမှာတော့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မကွေးတရင်ရှိမြစ်ကဆိုပါတယ်။ဒါအပြင်ယမန်နေ့အော်တိုဘာလ17ရက်နေ့မှာနေရီကန်ပြူဟာမှထွက်ပြေးတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုလီကျောင်းမှကပစ်ပေးပြီး Y8 အမျိုးအစားလေရင်နဲ့လက်နက်ခဲယံအထုပ်များကိုချပေးခဲ့ရမှာလဲအများစုကို AA တပ်ဖွဲ့ကကောက်ယူရရှိခဲ့ကြောင်းဒေတာရင်းတရင်ရှိမြစ်များထံကနေသိရှိရပါတယ်။စစ်ကောင်မရှင်ဟာ၎င်းတို့ရဲ့နေရီကန်ပြူဟာကုန်းကိုပုံကျစ်ချတိုက်ခိုက်ပြီးစကန်အတွင်းမှာရှိတဲ့အမြောက်တွေကိုပါတဲထုပ်ပြေးခဲ့တဲ့အတွက် ပြူအကုန်းကိုတိမ့်နိုင်ပြီလို့ဒေသခံတွေကသုံးသပ်ပြောကြားခြင်းဖြစ်ကြောင်း CDM ဘူကြီးစင်ရောကဆိုထားပါဗျ။နေရီကန်အနီးတဝိုက်ကာကင်စကန်တွေအသိမ်းခံရပြီးနောက်နေရီကန်ပြူအကိုလည်းလက်လွတ်လိုက်ရတဲ့စစ်ကော်မရှင်ဟာလေကြောင်းပစ်ကူနဲ့မြေပြင်စစ်ကြောင်းအကူတို့နဲ့နေရီကန်စကန်ကိုပြန်တက်လာနေပြီးတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေကြောင်းသိရှိရပါဗျ။စစ်ကော်မရှင်တပ်ဖွဲ့များအနေနဲ့အင်အားဖြည့်တက်များကိုပို့ထားပေးမယ်လဲတုံးကြီးလန်းစုံနာအထိသာတိုးနိုင်မှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလို့စောတိနောက်ဆက်ကြေးကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လန်ကြီးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ